အားလုံးမင်္ဂလာပါ။ Good Video ရဲ့မှာက Cambridge ကထုတ်ထားတဲ့ Sunshine Grammar User Resource တွေက Unit 31တင်ကန်းသားအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်။ဒီစာအုပ်ရဲ့ Unit 31မှာဆိုလို့ရှိရင်တော့ Maths ရဲ့ Math Sense ရဲ့ Don't Need To ရဲ့ဒီသုံးမျိုးလေ့လာမှာဖြစ်ပါတယ်။ unit 31အကောင်းဆုံးရဆိုလို့ရှင်တော့ mass masons don't need to ပေါ့နော် mass ကိုကြတော့ဘယ်အခြေအနေမှာတုံးလဲဆိုလို့ရှင်လှုပ်ဖို့လိုအပ်တယ်မဖြစ်မနေလှုပ်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေမှာတုံးတယ် masons ကကြတော့တားမြစ်တဲ့အခြေအနေတွေဒါကိုမလှုပ်ရဘူး don't need to ကြတော့ဒါကိုလှုပ်ဖို့မလိုအပ်ဘူးပေါ့ is a fantastic film ဒါအရန်ကောင်းတဲ့ရုပ်ရှင်တစ်ခုပဲ you must see is မဖြစ်မနေကြည်ရမယ်မဖြစ်မနေကြည်တင်တယ်ဆိုတဲ့အခြေအနေမျိုးကိုသုံးထားတာပေါ့နော်သူက model ပဲဖြစ်တဲ့အတွက်သူ့နောက်မှာ infinitive form ပဲလိုက်မယ် i will you they ပဲဖြစ်ဖြစ် he she it ပဲဖြစ်ဖြစ် subject ကတယောက်ပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ် mask ကိုသုံးမယ်သူ့နောက်မှာ infinitive form လိုက်မယ် session B မှာဆိုလို့ရှိရင် I must do something ဆိုတာတဲ့ I need to do it ဒါကိုလုပ်ဖို့လိုအပ်တယ်ပေါ့နော် I am very hungry ကျွန်တော်အရင်ပိုက်စာနေတယ် I must see something ကျွန်တော်တခုခုစားရမယ်ဒါကိုလုပ်ဖို့လိုအပ်နေတယ် is a fantastic film အရင်ကောင်းတဲ့ရုပ်ရှင်ပဲ fantastic ဆိုတာ very good နဲ့တူတယ် you must see is မတောင်ကြည့်လိုက်တဲ့နဲ့မဖြစ်မနေကိုကြည့်လိုက်တဲ့နဲ့ပေါ့ the windows are very dirty ဒီပတင်းပေါက်တွေကအရင်ညစ်ပတ်နေတယ် you must clean that mentality ကိုတန်ရှင်းလုပ်ရမယ် for the past အတိတ်အတွက်ဆိုလို့ရှိရင် yesterday တို့ last week တို့အဲ့ဒါတွေအတွက်ဆိုလို့ရှိရင် we you has to had to ကိုသုံးတယ်ဒီ must ရဲ့ past tense က had to ကိုသုံးလို့ရတယ် I was very hungry ကျွန်တော်အရင်ဘိုက်စာနေခဲ့တဲ့ I had to eat something တခုခုစားဖို့လိုအပ်ခဲ့တယ်ပေါ့ We had to walk home last night there were no bus bus ကားရီမရှိတဲ့အတွက်အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ရတဲ့အခြေအနေမျိုးပေါ့နော် ဒီ session C မှာကျတော့ messages messages ကိုကျတော့ target တဲ့အခြေအနေတွေမှာတုံးတယ်မလုပ်ရဘူးဆိုတဲ့အခြေအနေမျိုးပေါ့ i message to something ဆိုတာက it is necessary not to do ဒါကိုလုပ်ဖို့မလိုအပ်ဘူး it is wrong thing to do ဒါကိုလုပ်ရင်မှားတယ် i must ကိုကျွန်တော်ပြန်ရတော့မယ် i messages be late နောက်ကျလို့မရဘူး i messages forgot to phone chris chris ကိုဖုန်းခေါ်ဖို့မေးလို့မဖြစ်ဘူး i must remember to phone her သူမကိုဖုန်းခေါ်ဖို့တတိယမှာဖြစ်မယ်ပေါ့ be happy ပြောရှင်ပါသေး you mustn't be sad ဝမ်းနည်းနေလို့မရဘူးပေါ့ you mustn't touch this picture ဒီပုံလေးကိုထိလို့မရဘူးဒီဝကြမှာဆိုလို့ရှင်တော့ mustn't ကတားမြစ်တဲ့အခြေအနေတွေပေါ့နော်ဒါကိုမလုပ်ရဘူးဆိုတဲ့ပုံစံမျိုးပေါ့ဒီ session D မှာကျတော့ don't need to don't need to ကကျတော့လုပ်ဖို့မလိုအပ်ဘူး i don't need to do something it's not necessary မလိုအပ်ဘူး I don't need to go yet တွားဖို့မလိုအပ်သေးဘူး I can stay a little longer နည်းနည်းကြာကြာလေးနေနိုင်သေးတယ် You don't need to shout អော်ပြောဖို့မလိုအပ်ဘူး I can hear you okay okay လားပေါ့អော်ပြောစရာမလိုဘူးငါကြားတယ်ပေါ့ပြီးတော့ဒီ don't need to လိုမျိုးပဲ don't have to ကိုလည်းတုံးလို့ရတယ် you can also say don't have to I don't have to go yet သွားဖို့မလိုအပ်သေးဘူး I can stay a little longer နည်းနည်းကြာကြာလေးပို့နေလို့ရသေးတယ် compare နှိုင်းရှင်ပါတဲ့ don't need to နဲ့ mazans နဲ့ mazans ကကြတော့တားမြစ်တဲ့ဘက်ကိုရောက်တယ် don't need to ကကြတော့မလိုအပ်သေးဘူးဆိုတဲ့အခြေအနေပေါ့ you don't need to go သွားဖို့မလိုအပ်သေးဘူး you can stay here if you want if you want ဆန္ဒရှိလို့ရှိရင်ဒီမှာနေနိုင်သေးတယ်သွားဖို့မလိုအပ်သေးဘူး you mustn't go မသွားရဘူး you must stay here ဒီမှာနေရမယ်ပေါ့ဒါကကြတော့နည်းနည်းပို့ပြင်းထန်တယ် ဲ့တော့ mask ကကြတော့နည်းနည်းပြင်းထန်တယ် mask sense ကကြတော့တားမြစ်တဲ့အခြေအနေဒုံနိတူကတော့မလိုအပ်သေးဘူးဆိုတာမျိုးပေါ့အဲ့ဒီ1.1မှာဆိုလို့ရှိရင် complete the sentences you must plus this buff or the buff တွေကိုသုံးရမယ် must နဲ့ I'm very hungry ရမ်းပိုက်စာနေတယ်။ I must see something တခုခုစားရမယ်ပေါ့ eat ကိုသုံးတယ် Larry Lane is a very interesting person. You you ဆိုပြီးတော့ဒီမှာအဲ့ဒီဟာမှာတခုခု mask ကကြတော့ရမယ်ဆိုတဲ့အခြေအနေမျိုးတွေဒီမှာအများဆုံးသုံးပြလာတာပေါ့နော်။ဒါဟုတ်လှုပ်လိုက်တဲ့လှုပ်လိုက်ရမယ်ပေါ့။ဒါဟုတ်မဖြစ်မနေလှုပ်လိုက်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေပေါ့။အဲ့ဒီတဲ့ buff တစ်လုံးရွေးရမယ်။အဲ့လိုမျိုးပဲ3 4 5 6 7ကိုလည်းကြိုးစားပြီးဖြည့်ကြည့်ပါ။ဒါဒီ1.2မှာကျတော့ right i must damage လို့ရှင် i had to ပေါ့ ဒီမှာ present ဆိုရင် mask ကိုသုံးမယ် past ဆိုရင် had to ကိုသုံးမယ် i had to walk home last night ပြီးခဲ့တဲ့ညလမ်းလျှောက်အိမ်ပြန်ခဲ့ရတယ် there were no bus bus ကားတွေမရှိခဲ့တဲ့အတွက်ပေါ့ this late နောက်ကျနေပြီ i must go now ဖြစ်မှာပေါ့နော်ဒီနေရာမှာမဖြစ်မနေလောက်ရမယ်မဖြစ်မနေပြန်ရမယ်အချိန်မျိုးတွေပေါ့အိမ်ပြန်ရမယ်အဲ့လိုမျိုးပဲဒီမှာ must ဖြစ်မလား had to ဖြစ်မလားဆိုတာဖြည့်ကြည့်ရမှာဖြစ်ပါတယ် 31.3မှာကျတော့ complete the sentences ဝါကြလေးပြအောင်ဖြည့်ရမယ် use methods ဒါမှမဟုတ်လို့ရှင် don't need to ပေါ့ methods ကကျတော့တားမြစ်တဲ့အခြေအနေမျိုးတွေ don't need to ကကျတော့ဒါကိုလုပ်ဖို့မလိုအပ်ဘူးဆိုတာမျိုးတွေပေါ့ pocket ရယ်ကိုရယ် lose ရယ် phone ရယ် rush ရယ် wait ရယ်ဒါတွေပေးထားတယ် i don't need to go home ya အိမ်ပြန်မှုမလိုအပ်သေးဘူး i can stay a little longer နည်းနည်းပို့ပြီးနေနိုင်သေးတယ်နံပါတ်2ကကျတော့ we have a lot of time ကျွန်တော်တို့မှာငါတို့မှာအချိန်တွေအများကြီးရှိတယ် we လုပ်ဖို့မလိုအပ်ဘူးဆိုတဲ့အခြေအနေမျိုးပေါ့ဒီမှာ red ကအလင်းစလို့လုပ်ဖို့မလိုအပ်ဘူးဆိုတာမျိုးရေးရမှာအဲ့လိုမျိုးပဲ channel watcher တွေကကျတော့ဒီမှာ mansons ဖြစ်မလား don't need to ဖြစ်မလားဆိုတာဖြည့်ကြည့်ရမှာဖြစ်ပါတယ်တတိယ1.4မှာကျတော့ find the sentences with the same meaning meaning တူတာရှာပေးရမယ် we can leave the meeting early meeting ကနေစောစောပြန်နိုင်တဲ့တော့ meaning တူတာရှာမှာအတိတ်ဘက်တူတာပေါ့နော်အတိတ်ဘက်တူတာဆိုတော့ ဆော့ဆော့ပြန်နိုင်တယ်ဆိုတာကြတော့ဒီမှာ we must stay နေရမယ် anti the အဆုံးထိနေရမယ်မဖြစ်နိုင်ဘူးအဲ့တော့ we couldn't stay ဒီမှာသူလည်းဖြီးပေးထားတယ်နံပါတ် e ပေါ့နော် we don't need to stay anti the အဆုံးထိနေကြမလို့ဘူးဆော့ဆော့ပြန်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နံပါတ်2ကြတော့ we must leave the meeting early meeting ကနေဆော့ဆော့ပြန်ရမယ်ဆော့ဆော့ထွက်သွားရမယ်ဆော့ဆော့ထွက်မယ်ဆိုလို့ရှိရင်ဒီဘက် channel ပဲဝါကြဖြစ်မလဲလိုက်ရှာကြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးပဲ channel ဝါကြတွေဟိုဘက်ဒီဘက် match လောက်ရမှာဖြစ်ပါတယ် ဒီ31.5ကျတော့အကုန်လုံးရောရမှာပေါ့ mass ဖြစ်မလား mass sense ဖြစ်မလား head 2ဖြစ်မလား don't need to ဖြစ်မလားပေါ့နော် mass ဆိုလို့ရှင်တော့သူကရမယ်ဆိုတဲ့အခြေအနေမျိုးဒါကကျတော့ mass sense ကတားမြစ်တာ head 2ကကျတော့အတိတ်အနေနဲ့သုံးတယ် don't need to ကကျတော့ဒါကိုလုပ်ဖို့မလိုအပ်ဘူးဆိုတာမျိုးပေါ့ you don't need to go သွားဖို့မလိုအပ်ဘူး you can stay here if you want ဆန္ဒရှင်ဒီနေရာမှာထပ်ပြီးနေနိုင်သေးတယ်ပေါ့ it's a fantastic thing အရန်ကောင်းတဲ့ရုပ်ရှင်တစ်ခုပဲ you must see is တောင်မဖြစ်မနေကြည့်တင်တယ် The restaurant won't be busy tonight. ဒီစားတော့ဆန်ဒီညာရှုပ်ရှက်ခတ်နေမှာတော့မဟုတ်လူရမ်းကြမှာမဟုတ်ဘူးဆိုတာမျိုးပေါ့ we ဒီမှာ reserve table table ကို reserve လုပ်เสียရမလို့ဘူးဆိုတာမျိုးဖြစ်မလားမလုပ်ရဘူးဖြစ်မလားလုပ်ဖို့လိုအပ်တယ်ဖြစ်မလားပေါ့เนาะအဲ့ဒါကိုဘာသာပြန်ပြီးဖြည့်ကြည့်ရမှာပေါ့ဒီ channel ဝကြတွေကလည်းဘာသာပြန်ပြီးတော့ဘယ်စကားလုံးထည့်မလဲဆိုတာကိုဖြည့်ကြည့်ရမှာဖြစ်ပါတယ်